ရသော်ပြဒါမင်းရှိရုံဆိုအေးတဲ့အမင်းတို့အချုပ်ပြောလိုက်မယ်ရဟန်းတန်ခါတွေကိုသင်တို့ကအချုပ်တစ်ခုပြောလိုက်မယ်ဟာတစ်ခုအရေးကြီးတာပြောမယ်ဟန္တဓာနိဘိခွေအမန္တရာမိဩမင်းတို့ကိုပွန့်ပွန့်လင်းလင်းပဲပြောလိုက်မယ်ဟာတို့ဝရဓမ္မသင်္ခါရသင်္ခါရတရားဆိုဘယ်တော့မှမမြဲဘူးအားလုံးက ချိန်တန်ရင်ပျက်စီးသွားမှာဖြစ်တယ်ဆိုတာကိုမမေ့ကြဘူး။လောကလူတွေကเนาะသာဝရလို့ထင်ပြီးတော့မိမိလျော့လျော့နေတတ်ကြတာကိုဒါကြောင့်မို့မြတ်စွာဘုရားကဝရဓမ္မသင်္ခါရကံစိတ်ဥတုအာရလို့ဆိုတဲ့အကြောင်းလေးပါးနဲ့ပေါင်းစပ်ထားတယ်။တခြားအကြောင်းတွေဟိတုပစ္စည်းအာရမဏပစ္စည်းစတဲ့အကြောင်းတရားတွေနဲ့ပေါင်းစပ်ပြုပြင်ထားတဲ့သင်္ခါရတရားမှန်တယ်ဗျာ။ဝရဓမ္မ ယူရင်ပျက်စီးသွားမဲ့သဘောတွေကြီးပဲသဘောရှိတဲ့တရားတွေကြီးပဲဖြစ်တယ်။အဲ့တော့ဒီလိုမခံမြဲတဲ့တရားတွေပေါ်မှာတတိထာဟုအပမဒိနာတမ္ပန္တိထကိုလုံးသိလုံးတိုက်တဲ့အရာတွေဘာတွေရှိတယ်ဆိုတာကိုယ့်ဘာကိုတတိထားပြီးတော့ကြင်ကြံကြိုးကုန်အားထုတ်ကြရမှာဖြစ်တယ်လို့မြတ်စွာဘုရားကအရေးကြီးတဲ့မိန့်ကြားချက်ကိုဝေဒာလီမဟာဝဏတော်ဥတ္တေက ြီးကုဒါကာရတာလာအကြောင်းဥပဋ္ဌာနတာလာစီဝေခမကြီးတဲ့မှာယဟန်တော်တွေကိုဆုံးမအောင်လာပေးခဲ့တာသာသနာတော်အတွက်မြေမြအရေးကြီးတယ်ဆိုတာအာလုံတရားချေခင်သူတော်ဝင်ပြိတ္တပေါင်းလို့သိရှိနားလည်နိုင်ကြပါတယ်။ရသော်ဘုရားရဲ့အရေးကြီးဆုံးသာသနာလို့ခေါ်ဆိုရတဲ့တရားဟာခုပြောရတဲ့တတိပဌာန်၄ပါးသမ္ပဒပဌာန်၄ပါးအဋ္ဌိပဌာန်၄ပါး ဣန္ဒြေ၅ပါးပူ၅ပါးဘုဇင်၇ပါးမဂ္ဂင်၈ပါးသာနေဖြစ်တယ်။အဲ့ဒီတရားတွေကိုယ်တဏ္ဍာမှာပျောက်ကွယ်နေပြီဆိုရင် ကိုယ့်အတွက်သာသနာကွယ်နေတယ်လို့ပဲယူဆ။အဲ့ဒီတရားတွေကိုယ်တဏ္ဍာမှာထိုက်တဲ့တော်ရှိနေထိုက်တဲ့တော်သာသနာတည်တယ်လို့ယူဆ။အပြည့်ဝတည်ပြီဆိုမှကိုယ်တဏ္ဍာမှာအပြည့်ဝတည်တယ်။ဒါကြောင့်မို့ရသော်ဗျာဒီတရားတွေကိုလေးနဲ့ထားပြီးတော့ အပမဒိနသမ္ပါဒိတမမေ့မလျော်သောတတိဖြစ်ဒီတရားတွေကိုယ်ကနာမှာဖြစ်အောင်ကြိုးစားရကြကြိုးစားကြရတယ်ဒီလိုမှာကြတော့မှာဖြစ်ပါလေတရားချစ်ခင်သူတော်စင်ပြိတ္တအပေါင်းတို့မြတ်စွာဘုရားအရေးကြီးဆုံးဖြစ်တယ်ဒီစကားကိုမင်ကြားပြီးတော့ခုလိုမှာကြတာကိုမှတ်တတိယမို့တို့ကိုလည်းပဲဒီတိုင်းမှာကြတယ်လို့စိတ်ထဲမှာခံစားနားလည်ပြီးရသော်ဗျာရဲ့အဆုံးအမလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း